ထိုင်းနိုင်ငံမှာအထောက်ထားမဆုံတဲ့နိုင်ငံသားသားရွှေပြောင်းလုပ်သားတွေကိုစီမံချက်နဲ့လိုက်လံစစ်ဆေးဖမ်းဆီးနေပြီးဂျွန်လအတွင်းမှာတော့မြန်မာအယောက်တရာကျော်စစ်ဆေးဖမ်းဆီးခံခဲ့ရပါတယ်။ဇွဲတိတရင်ပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံနေရာနံမှာထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေနိုင်ငံသားလောက်ကန်ခွင့်မပြုတဲ့လုပ်ငန်းတွေမှာဝင်ရောက်လောက်ကန်နေကြသူတွေကိုထိုင်းအာဏာပိုင်တွေကဇွန်လပထမပတ်ကစလို့စီမံချက်နဲ့လိုက်လံစစ်ဆေးဖမ်းဆီးနေပါဗျ။ အထူးသဖြင့်မြန်မာတို့အများဆုံးရှိတဲ့မဲဆောက်အပါအဝင် စမတ်စခွန်မဟာချိုင်းရနောင်းစတဲ့နေရာတွေမှာတရားမဝင်တဲ့ဇက်ဖြတ်ကျော်သူတွေသာမကကန့်တတ်ထားတဲ့အလုပ်လုပ်ကိုင်နေသူတွေအထောက်ထားမဆောင်သူတွေကိုနေအိမ်တွေအထိလိုက်လံစစ်ဆေးဖမ်းဆီးနေတာဖြစ်ပါတယ်။မဲဆောက်မှာဆိုရင်လည်းဇွန်လအတွင်းအကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရတဲ့မြန်မာပြည်အတွက်အရောက်တရာကျော်ရှိနေပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့အလုပ်သမားရေးလှုပ်ရှားသူတွေစီကနေသိရပါတယ်။ ဂျွန်လ15ရက်နေ့ကနေအခုချိန်ထိမြန်မာတရားကြော်လောက်အဖမ်းဆီးခံထားပြီးတော့ပြန်မလွတ်ကြသေးဘူးလို့ကြားသိရတယ်။အဲဇင်းရင်ဆိုတာကလည်းအခုဖမ်းဆီးသူတွေမှာအချိန်မီခေါင်းစင်တက်ပြီးဖမ်းလို့ရတဲ့အနေအထားဖြစ်နေပါတယ်။ဒါဆိုလူတွေမှာစားစားရန်ရှိပေမဲ့လည်းမြို့နယ်ကျော်ခရိုင်ကျော်လာရင်အဲဇင်းမတိုက်ချမတိုက်ထားဘူးဆိုတဲ့အကြောင်းပြချက်နဲ့တန်ရိုက်လို့ရတဲ့အနေအထားမျိုးဖြစ်နေ။အဲဒါကြောင့်မလို့နေရာတိုင်းမှာတော့အကုန်လုံးလှုပ်လှုပ်သေးသေးဖြစ်နေပါတယ်။ဒါတရားလို့ကလည်းထိုင်းနိုင်ငံရဲ့နိုင်ငံရေးအကြက်တဲ့ ကမ္ဘူချာနဲ့နေဇာပရိခတခြားသောဒီနိုင်ငံဆိုင်ရာပြဿနာတွေအကုန်လုံးကိုပေါင်းယုပ်ပြီးတော့ထိုင်းထိုင်းချင်းမြန်ချင်းမဆိုင်လို့တဲ့အခါမှာနိုင်ငံသားတွေပေါ်မှာအထူးဖြင့်ရွှေပြောင်းလူသမားတွေပေါ်မှာမြေနေရလှန့်ဆိုင်တယ်လို့ကျွန်တော်တို့ကသဘောပေါက်ပါတယ်ပြီးခဲ့တဲ့2024နှစ်ကောင်ပိုင်းကစလို့ထိုင်းနိုင်ငံအတွင်းမှာ ကြားဖြန့် online ငွေလိမ်ခန်းတွေကိုနှိမ်နင်းမှုနဲ့တရားမဝင်နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတိုက်ဖြတ်ရေးအတွက်ထိုင်းမြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာလုံခြုံရေးတင်းကျပ်ပြီးစစ်ဆေးဖမ်းဆီးတာတွေကိုစီမံချက်နဲ့လှုပ်ဆောင်လာတာဖြစ်ပါတယ်ဒါအပြင်ထိုင်းမှာနိုင်ငံသားတွေကိုလောက်ကန်ခင်မပြုတဲ့လုပ်ငန်းပေါင်း28မျိုးရှိပြီးအဲ့ဒီလုပ်ငန်းတွေမှာလောက်ကန်နေတဲ့နိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကို2025မှာစီမံချက်နဲ့ဖမ်းဆီးတာတွေဆက်တိုက်ရှိလာခဲ့တာပါ။မဲဆောက်မြို့မှာဆိုရင်လဲဇွန်လတလလောက်အဖမ်းဆီးချက်နဲ့အကြောင်း စားသားဆိုင်အများစုပိတ်ထားပြီးထမင်းကိုမှန်ခိုဝယ်စားနေရတယ်လို့မဲဆောက်မှနေထိုင်တဲ့မြန်မာတယောက်ကပြောပါရတယ်။ အခုဆိုရင်မိတ်ဆွေတယောက်ကသူ့ရဲ့ကိုတွေ့အရာအချုပ်ထဲမှာတဲ့သူတငယ်ချင်းဖန်ခံရလို့သွားကြည့်တာအချုပ်ထဲမှာလူတွေအများကြီးပဲတွေ့ခဲ့ရတယ်အယောက်90လောက်ရှိတယ်လို့ပြောတယ်လဲကြားရတယ်ဒါကြောင့်အခုမြန်မာတွေကအပြင်းလဲမထွက်ရဲဘူးဈေးလဲမဝယ်ရဲဘူးဆိုင်နေဆိုရင်လဲပုံမှန်ထမင်းဆိုင်လေးတွေအားစားလုံးဝတိတ်တိတ်လေးပဲရောင်းနေရတယ်ဟိုမှောင်ခိုပေါ့နော် ထမင်းတော်မောင်ခိုရောင်းနေရတာမျိုးဖြစ်တယ်။ပုံမှန်ထမင်းလာစားနေတဲ့လူတွေကလည်းလာမစားရဲကြတော့ပဲနဲ့အိမ်ကနေပဲမှာစားကြတယ်ပေါ့နော်။ဆိုတော့အထောက်ထားမရှိတဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရဲကက်သမားတွေပဲဖြစ်ဖြစ်သူတို့တွေဆိုအိန္ဒိယအိမ်ပင်လုံးဝမထွက်ရဲဘူးဒီရက်ပိုင်းတော့တွင်မှာပေါ့နော်။ဆိုတော့အဓိကကတော့မြန်မာတွေကိုအဓိကထားဖန်ဆီးနေတယ်အထောက်ထားမရှိတဲ့သူတွေကိုလည်းအဓိကထားဖန်ဆီးတာမျိုးတွေရှိပါတယ်ရှင့် ဇွန်လ29ရက်နေ့ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့နယ်မှာထိုင်းဝင်ကြီးချုပ်ဖဲထောင်းထန်းရှင်နာဝတ်ကိုနှုတ်ထွက်ဖို့ထိုင်းလူမျိုးတွေဆန္ဒပြခဲ့ကြတဲ့နေရာတောက်ပိုက်မှာသွာလာခဲ့တဲ့မြန်မာနိုင်ငံသား9ယောက်နဲ့ကမ္ဘောဒီးယားနိုင်ငံသား1ယောက်တို့စစ်ဆေးမင်းမြန်ဖမ်းဆီးခံခဲ့ရပါတယ်။ကျွန်တော်ဇွဲသစ်ပါ။